ယူနိုက်တက်ကထွက်မှာပဲဗော်လန်တီအောင်စုမှာရေးပန်းစားနေတဲ့စကော့လန်တုတ်ကြီးဘရိတ်နမြလုံးမင်းလာများမန်ချက်စတာဖောဝါ့စုံကနေပြန်လဲကြိုးလိုက်ပါရင်စကော့လန်တုတ်ကြီးမဲတော်မီနေကတော့ဒီနေ့ဗော်လန်တီအောင်စုကိုရရှိဖို့ရေးပန်းအစားဆုံးကစားမဆင်းနေမှာပါဝင်လာခဲ့ပြီဖြစ်ပါတယ်တော်မီနေကပြီးခဲ့တဲ့နေ့အစီပြောင်းရွှေ့ကာလာတုန်းကမန်ချက်စတာနိုက်တက်ကနေနာပိုလီကိုပေါင်25သန်းဝင်းကျင်နဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်အသက်၅နှစ်အရွယ်ကလေးကယူနိုက်တက်အကယ်ဒမီကိုရောက်ရှိလာခဲ့တဲ့တုံကြီးဟာ2016ခုနှစ်မှာအသင်းကြီးအတွက်စတင်ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။တော်မီနီအာယူနိုက်တက်မှာဖြတ်သန်းခဲ့တဲ့၈နှစ်တာကာလအတွင်း အသင်းအတွက်ပရီးမီးယားလိသွင်းကို16ခုထိသွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါရင်ဒါပေမဲ့နာပိုလီနဲ့ပွဲဥထွက်ရာဒီမှာတော့အထူးခြေစွမ်းပြသခဲ့ပြီးဒီယာလီစီးရီးအမှာသွင်းကို17ခုသွင်းယူထားနိုင်ခဲ့သလိုဂိုးဖန်နီးမှုကလည်း၈ချိန်ထိပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါရင်ကမ္ဘာနဲ့သွင်းယူခဲ့တဲ့ဂိုးတွေကိုကြည့်မယ်ဆိုရင်အသင်းအတွက်ခြေပါဂိုးအနိုင်ဂိုးတွေဖြစ်နေပြီးစကော်လန်ကွင်းလေလူဟာနာပိုလီအတွက်သူ့ရဲ့သွင်းဂိုးတွေနဲ့ရမှတ်15မှတ်ထိရရှိအောင်စွမ်းဆောင်ပေးထားနိုင်ခဲ့ပါရင် ကမင်းရဲ့အခြေစွမ်းပြမှုတွေနဲ့အတူနာပိုလီဟာဒီဟာဒီမှာအင်တာမီလန်ကိုတမတ်အသားနဲ့စီးရီးယားချန်ပီယံဆိုလာကြီးကိုစုဖူးနိုင်ခဲ့တယ်လို့ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းကလည်းစီးရီးယားရဲ့တနစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့တိုမီနီဟာဒီနေ့ဘောလုံးတရားဆုကိုရရှိဖို့ရေပန်းအစားဆုံးကစားသမားဆင်းထဲမှာလည်းပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ဆိုပါစကောရဲ့ထုတ်ပြန်ချက်အရတိုမီနီဟာဒီနေ့ဘောလုံးတရားဆုအတွက်ရေပန်းအစားဆုံးကစားသမားဆင်းရဲ့နံပါတ်9နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ဒီအဆင့်မှာတော့ဒဗီလီကဥဆောင်နေပြီးသူရဲ့နောက်မှာဘာစီလိုနာကစားသမားတွေဖြစ်ကြတဲ့ရာဖင်ဟာနဲ့ရာမင် လေမောင်တောင်မတိုက်စစ်ကစားမမိုဟာမက်ဆာလန်နဲ့ပီအက်ဂျီတောင်မတိုက်စစ်ကစားမကာဘရက်စကီလီယာတို့ကအသီးသီးရပ်တည်နေကြတာဖြစ်ပါရင်ယူနိုက်တက်ကထွက်မှာပဲဒိုမီနီတယောက်ဘော်လန်တီယောစုနာကိုကတ်နိုင်တယ်လို့ပြောရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ